အားလုံးပဲမင်္ဂလာပါခင်ဗျာ ပုံမှန်ပြထားသလိုမျိုး အသက်လန်း၊ကံလန်း၊ညာလန်းတို့အပြင် အောက်နာကအသက်လန်းဘက်ကထွက်လာတဲ့ကျမ်းမာရေးလန်းတူလေးကပိတ်မိနေမယ်ဆိုရင် အခုလိုမျိုးဖဏတ်ပုံလေးပေါ်လာပါတယ်လေနဲ့တူပါတယ်လက္ခဏာကျမ်းဒီမှာတော့ရွှေတွင်အမှတ်သားလို့ဆိုပါတယ်သူတို့အဆိုကတော့ငွေမပြတ်ဘူးရမယ်ဒါကြောင့်ရွှေတွင်လို့ခေါ်တယ်လို့ဆိုပါတယ်ဒါပေမဲ့ယနေ့ခေတ်အနေထားနဲ့ကတော့ ဒါပါယုံနဲ့ရွှေငွေမပြတ်ရှိနေမယ်လို့တင်စားတာကိုတော့လက်မခံချင်တော့ပါဘူးဒီလိုပါမယ်ဆိုရင်လက်ပိုင်ရှင်ဟာသူရောက်ရဘဝသူရောက်ရအဆင့်အတန်းရငွေရဖို့ရှာဖွေတတ်တယ်လို့ပဲသတ်မှတ်ချင်ပါတယ်ရွှေငွေတွေမပူရအောင်ချမ်းသာလိုက်မယ်လို့ဆိုတာကိုတော့လက်မခံချင်ပါဘူးပင်ကိုကဆရာမဆိုရင်ကျူရှင်ပြတဲ့နေရာမှာဝင်ငွေကောင်းမယ်ပင်ကိုကစိုက်ကားသမားဆိုရင်တော့စိုက်ကားနင်းရင် ပေါက်တယ်မပြတ်ရမယ်ပင်ကိုကဝန်တန်းဆိုရင် အပူငွေရှာတိုင်းရမယ် ်ပင်ကိုကဆရာဝန်ဖြစ်ရင်လူနာများလိမ့်မယ်ပင်ကိုကဘေးရင်ဆရာဖြစ်ရင်ပရိသတ်များလာမယ်ဝင်ငွေကောင်းမယ်မူလလက္ခဏာဇယအရသာဖြစ်လိမ့်မယ်လို့သတ်မှတ်ချင်ပါတယ်နောက်တစ်ခုကတော့အတော်ကြီးတဲ့တဲခိုခန်းတစ်ခုကမန်နေဂျာတဦးပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့သူ့ရဲ့လက္ခဏာကိုကြည့်ပါသူ့ရဲ့လက်မှာဂမ်ဘီယာချက်ချေခတ်လိုမျိုးကံလန်းကိုဖြတ်ဆင်းလာတဲ့မြစ်တာလန့်အစင်းတစ်ခုဟာ သူတက်လက်ပိုင်းမှာအတော့ကိုလူမှုရေးဒုက္ခများခဲ့မယ်ဆိုတာကိုပြပါတယ်။သူရဲ့လက်တစ်ဖက်က အသက်လမ်းကြောင်းအပြတ်ကြောင့်သူဟာဆံကယ်တိုက်လို့အုံနောက်သွေးခဲပြီးဒေမတက်ကြုံခဲ့ရပါတယ်။ဒါပေမဲ့ခွဲစိတ်မှုအောင်မြင်လို့မသေးပဲကျမ်းမာလာပါတယ်။လူကောင်းပြန်ဖြစ်လာပါတယ်။သူရဲ့လက်မှာအောင်မြင်လမ်းမပါပါဘူး။ဒါပေမဲ့လည်းသူရဲ့လက်ညှိုးအောက်မှာပါတဲ့ဩဇာလမ်းကအထူးတင်ရှားပါတယ်။သူပြောရင် လိုက်နာကြရပါတယ်။ သူရဲ့လက်မှာလက်ညိုအရင်းကိုတတ်တဲ့ဩဇာလမ်းအပြင်ဆော်လမွန်လက်စွပ်တဝက်ကိုပါတွေ့ရပါတယ်။ဒါကြောင့်သူဟာတာဝန်အစင်အရာ ဆရာလောက်ရပါတယ်။သူရဲ့လက်ဝါးပြင်မှာလည်းအဖြက်လမ်းကမရှိသလောက်ရှားပါတယ်။ဒါကလည်းကောင်းတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။သူရဲ့လက်မှာအောင်မြင်လမ်းတော့မပါပါဘူး။ဒါကြောင့်သူကနာမည်အော်ခေါ်ရင်မကြိုက်တတ်ပါဘူး။ပေါ်လွင်ဖို့လည်းမလုပ်တတ်ပါဘူး။ဘဝကိုတာတာရရပဲဖြတ်တန်လာတဲ့နေရာမှာအသက်60အရောက်မှတော့ ူရဲ့ဘဝကအေးချမ်းစွာနဲ့နေရပါတယ်။အသက်65နှစ်လောက်မှာတော့ဇန်ကယ်တိုက်ခံရပါတယ်။အသက်လမ်းပြက်ပြီးမေးမိန်နေတဲ့နေရာကိုကြည့်ပါ။ဒါပေမဲ့တခြားလက်တစ်ဖက်က အသက်လမ်းကကောင်းနေလို့မသေးခဲ့ပါဘူး။နောက်ပြီးသူကစားဝတ်နေရေးလည်းမပူရတော့ပါဘူး။စီးပွားရေးတွေအရန်တက်နေတဲ့ဟိုတယ်ပိုင်ရှင် သူညီမရဲ့မန်နေဂျာဖြစ်တဲ့အတွက်ဘာဆိုဘာမှမပူရတော့ပါဘူး။သူရတဲ့လစာကိုစူးယုံပဲဖြစ်ပါတယ်။ဒါကြောင့်ပြောချင်တာကလက္ခဏာက လမ်းကြောင်းတိတ်မပိုင်လဲအောင်မြင်သူရှိတယ်လို့ဆိုရင်ပါတယ်လက်အယောင်ရှင်းတန့်ခြင်းကလူကိုကံကောင်းစေပါတယ်လူတိုင်းရဲ့လက်ပွားပြင်မှာနှလုံးလမ်းကြောင်းကိုတွေ့ရတတ်ပါတယ်နှလုံးလမ်းကြောင်းကိုလူရင်ပဲအတိတ်ပဲဖွင့်ဆိုရမယ်ဆိုရင်ချစ်ချင်းမြတ်တာနှလုံးသားရရကိစ္စရများနှလုံးသားနဲ့ဆိုင်တဲ့ခံစားချက်များအိမ်တော်ရင်နဲ့ပတ်သက်တဲ့ချစ်ချင်းများနှလုံးယောဂါတို့ကိုပေါ်ပြတတ်တဲ့လမ်းကြောင်းလို့လူရင်တူရှင်းပြောရမှာပါ ဒီလမ်းကြောင်းကိုလက်ဖွားပြင်မှာကောင်းမွန်တဲ့အနေအထားနဲ့တွေ့ရတာလားအပြစ်တွေနဲ့တွေ့ရတာလားဆိုတဲ့အခြေအနေကိုကြည့်ပြီးလက္ခဏာချင်းရဲ့နှလုံးသားရေးရာကိစ္စရပ်များချစ်ချင်းနဲ့ဆိုင်တဲ့သဘောတရားတွေကိုသူ့ဘဝမှာမေတ္တာရေးနဲ့ပတ်သက်တဲ့စိတ်ခံစားချက်နှလုံးရောဂါအခြေအနေများစသဖြင့်ဟောချက်ထုတ်ရတာပါအခုတင်ပြလိုတာကတော့နှလုံးလမ်းကြောင်းရဲ့အပြစ်များအကြောင်းပဲဖြစ်ပါတယ်နှလုံးလမ်းကြောင်းကနေအောက်ဘက်ဦးခေါင်းလမ်းကြောင်းစီကိုလမ်းကြောင်းတူလေးတစ်ခုဟာကိုယ်ရေးဆင်းနေခဲ့မှဆိုရင်မိမိနဲ့မေတ္တာထားရတဲ့သူချစ်ခင်ရတဲ့သူအိမ်တောင်ဘက် စားတဲ့သူတွေနဲ့တကြက်ကြက်ရံဖြစ်နေရတတ်ပါတယ်အိမ်တော်ရေးဆိုရင်လည်းတကြက်ကြက်အိမ်တော်ရေးပါပဲဒီအိမ်တော်ရေးမျိုးကတော့ပျော်ရွှင်စရာထက်စိတ်ညစ်စရာတွေများနေတတ်တဲ့သဘောပါဒါကြောင့်ဒီအချက်ကိုတွေ့ရရင်ချစ်ခင်မျက်နှာတွေသူနဲ့မကြာခဏရံပေါ်ပြီးတကြက်ကြက်ဖြစ်နေတတ်တယ်လို့အကျဉ်းအားဖြင့်မှတ်ယူရမှာဖြစ်ပါတယ်နံပါတ်2ချက်ကတော့လုံလန်းချောင်းဟာပြက်နေပြီမဲ့ထပ်ပြီးပြက်နေတဲ့အနေအထားဖြစ်ပါတယ် နှလုံးလမ်းကြောင်းဟာပြက်နေပြီမဲ့ထပ်ပြီးပြက်နေတဲ့အနေအထားကိုတွေ့ရမယ်ဆိုရင်တော့အချစ်ရေးမှာတစ်ဖက်ဆောင်နဲ့အတင်လွဲခံရတတ်ပါတယ်ချစ်ရတဲ့သူရဲ့စိင်္ဂါရက်ဆက်ခြင်းကိုခံရတတ်ပါတယ်ချစ်ချင်းကိုအလွန်အလေးထားတတ်ပေမဲ့လည်းမိမိချစ်ရတဲ့သူကအလေးမထားတဲ့အခါမှာစိတ်မှတန်ရာရလိမ့်မယ်ရုပ်ရည်ထက်နှလုံးသားကိုပူပြီးအလေးထားချစ်တတ်တယ်ဆိုတဲ့အချက်တွေကိုပြောရမှာဖြစ်ပါတယ်ဒီအမတ်သားဟာမိမိဘက်ကချစ်လွန်လို့အလိုလိုက်ပြီးအသက်ပင်သေသေချစ်ရပေမဲ့လည်းနောက်ဆုံးမှာတော့ဝမ်းနဲ့ကြည်ကွဲခြင်းနဲ့အဆုံးသတ်ရတတ်ပါတယ် နံပါတ်3နှလုံးလန်းကြောင်းမှာကျွန်းခံနေခြင်းနှလုံးလန်းကြောင်းမှာကျွန်းခံနေတယ်ဆိုတဲ့အနေအထားကတော့ကြားဘူးကြားတဲ့အတိုင်းအချစ်ရည်မြတ်တာရည်တွေမှာကန်ဆိုးနေတတ်တာပါပဲအကျယ်ချက်ပြီးတော့မပြောလို့တော့ပါဘူးတခုရှိတာကတော့နှလုံးသားရည်ရကိစ္စတစ်ခုတည်းကိုပဲကြည်နေလို့မရသေးပါဘူးနှလုံးယောဂဝေဒနာခံစားရခြင်းကိုလည်းပြတ်တတ်တဲ့သဘောရှိလို့တတိထားရပါမယ်နှလုံးခွဲစိတ်ကုသရခြင်းတွေကလည်းဒီကျွန်းနဲ့ပတ်သက်တယ်လို့နှလုံးယောဂအကြီးစားတွေဖြစ်တတ်လို့လည်းအတော်တတိထားရပါတယ်နံပါတ်၄နှစ်ထပ်နှလုံးလန်းကြောင်း ငါထက်နယ်လုံလန်းချောင်းကိုပိုင်ဆိုင်ထားခဲ့မယ်ဆိုရင်တော့အချစ်ကြီးလုံးလို့အမျက်ကြီးပြီးကြေးကွဲဝန်းနေစရာတွေရင်ဆိုင်ရတတ်ပါတယ်။ခြေရတဲ့သူကိုအကြောင်းပြုပြီးရာဇဝမှုတွေကျူးလွန်မိတတ်ပါတယ်။နှလုံးသားရေးရာကိစ္စတွေမှာစိတ်နှုပ်ပြီးသူများပြောတိုင်းယုံတတ်ပါတယ်။နောက်တစ်ခုကတော့ငါထက်နယ်လုံလန်းပိုင်ဆိုင်ရတဲ့သူတွေဟာခြေရတဲ့သူနှစ်ယောက်ကြားမှာပြာများရတတ်ပါတယ်။အဲ့တော့နှစ်ခုတပြိုင်တည်းလို့ဆိုလိုတာမဟုတ်ပါဘူး။တချို့လည်းရှိတတ်ပါတယ်။အဲ့တော့ဘက်နဲ့မောင်နှမကြားလည်းဖြစ်နိုင်ပါတယ်။ မေတ္တာထားရတဲ့သူနှစ်ဦးကြားလို့ပြောရရင်ပိုမှန်မယ်နောက်တစ်ခုကတော့နှလုံးယောဂကြောင့်ဆက်ထဲရတတ်တာနှလုံးအတုတစ်ခုတက်ပြီးထဲရတာမျိုးတွေမှာလည်းဒီအမှတ်သားကိုတွေ့ရတတ်ပါတယ်နောက်တစ်ခုကတော့နံပါတ်၅နှလုံးလမ်းကြောင်းအဆုံးမှာအခက်လက်တွေဖွာနေခြင်းပဲဖြစ်ပါတယ်နှလုံးလမ်းကြောင်းအဆုံးမှာအခက်လက်တွေဖွာနေမယ်ဆိုရင်တော့သားသမီးမရခြင်းကိုအကြောင်းပြုပြီးအိမ်တော်ရေးမှာအပြည့်အနာစာဖြစ်တတ်ပါတယ်အမျိုးသမီးများအနေနဲ့ကလေးမီးဖွားခြင်းတတိထားရပါတယ်မီးဖွားပြီးကလေးငယ်ပြက်စီးတတ်ပါတယ် အခြေရေးကိစ္စကိုပြောရရင်တော့အချစ်ဆိုတာဖြောပြေးရေးတစ်ခုလို့ထင်ထားတတ်သူတွေဖြစ်လို့အလေးမထားတတ်ကြပါဘူးအဲဒါပြုကဏီအနောက်ရှက်ဖြစ်တတ်တဲ့လက္ခဏာအမျိုးအစားဖြစ်လို့နေပါတယ်အခုတင်ပြတာကတော့အခြေခံကြတဲ့နှလုံးလမ်းကြောင်းအပြစ်တချို့ဖြစ်ပါတယ်အသေးစိတ်အချက်လက်တွေကိုတော့တခြားသောလက်ပုံစံလက်ရည်စာဂျူခုံရဲ့အားတွေတခြားသောလမ်းကြောင်းတွေနဲ့ဒူးချအမှတ်အသားတွေကိုပေါင်းစပ်ပြီးအကောင်းဆုံးအဖြစ်ထုတ်နိုင်ပါတယ် လက်ချောင်းတစ်ချောင်းနဲ့တစ်ချောင်းကြားကအကွာအဝေးတွေမှာအတိတ်ပဲရှိပါတယ်။တင်းရဲ့လက်ချောင်းလေးတွေကိုအလိုက်တင်းဖြန့်ကြည့်ပါ။အရန်တင်းတာကော့တာခွက်တာမရှိရပါဘူး။အသားလေးဖြန့်ကြည့်ပါ။အကယ်၍လက်ညူနဲ့လက်မကြားကကျဲနေမယ်ဆိုရင်သူကသနာကျင်တာတက်တယ်။ချုပ်ချဲတာမကြိုက်ပါဘူး။လွတ်လပ်တာကိုသဘောကျတတ်တယ်။တောကတွေမလိုချင်ပါဘူး။စိတ်ဆင်းရဲတာကိုမကြိုက်တတ်တဲ့သူပါ။တနည်းအားဖြင့်တောကတွေနဲ့ခက်ဝေးဝေးကနေတဲ့သူဖြစ်ပါတယ်။ လက်ညှိုးနဲ့လက်ခလဲကြားကျဲနေမယ်ဆိုရင်တော့သူကလွတ်လပ်တဲ့အတွေးခေါ်သမားဖြစ်ပါတယ်။သူ့ရဲ့အကြံစီက လွဲရင် သူများပေးတဲ့အကြံဆိုရင် သူကသဘောမကျဘူးလို့ပဲမှတ်ပါ။သူ့ကိုသွားမပြောပါနဲ့။ပြောမိပြီဆိုရင်တော့အချက်ပွဲပါလိမ့်မယ်။လက်ခလဲနဲ့လက်သကြွေကြားကျဲရင်တော့သူကဘာဘာညာညာတွေမသိပါဘူး။ဒလိထုံစံတွေအနာဂတ်တွေကို မသိတဲ့သူ မရှိတဲ့သူဖြစ်ပါတယ်။သူ့ကိုတင်းတင်းကြပ်ကြပ်နဲ့ခက်ခက်ခဲခဲသွားမလုပ်ပါနဲ့။မရပါဘူး။သူကဗျံပဒသမားဖြစ်ပါတယ်။ ကလေးကလွင့်စိတ်ဓာတ်ရှိချင်သူဖြစ်ပါတယ်။လက်တကြွယ်နဲ့လက်တန်းကြားကြဲ့ရင်တော့သူကမိုက်ခဲဖြစ်ပါတယ်။ကိုလေကိုထိုးပကိုးရရောက်ကိုမြင်းကိုဆိုင်စကိုင်းရရောက်ဆိုတဲ့သူဖြစ်ပါတယ်။သူစိတ်ထင်ရကိုသူဆိုင်ပြီးဘာကုံမှဂယုမဆိုင်တက်တဲ့သူဖြစ်ပါတယ်။စုံမရခက်တက်တဲ့ကလေးတော်တော်များများမှာပါတတ်ပါတယ်။တင်းရဲ့လက်ချောင်းလေးတွေရဲ့အကွာဝေးတွေကတော့ဘယ်နေရာဒီမှာကြဲနေပါသလဲ။နောက်တစ်ခုကတော့စကားပြောအပေါက်ဆိုတဲ့သူပဲဖြစ်ပါတယ်။ ပုံမှန်ပြထားတဲ့လက်ကလေးကတော့ငါးနှစ်သမီးလေးရဲ့လက်ကလေးဖြစ်ပါတယ်။သူ့ရဲ့လက်ဝါးလက်သေးကစား၄တော့ကြကြရှိနေပါတယ်။လက်ဝါးကဇတုရန်ကြကြရှိနေပါတယ်။ဒါကြောင့်သူ့ရဲ့ပါဇက်ကထွက်သမျှဟာသူများနဝင်စိုးခြင်းပဲ။သူလိုချင်တာကိုရမှသူကကြိုက်ပါတယ်။သူကအတွေးသမားမဟုတ်ပါဘူး။လက်တွေးပြမှယုံတတ်ပါတယ်။ဒါတောင်မှသူ့ရဲ့ညာလန်းကကိုေးတဲ့ရောင်ရောင်ဖြစ်နေတာပို့တော်ပါသေးတယ်။ အကယ်၍ညာလန်းကိုကြီးလိုက်လို့လက်ဝါးပြင်မှာကန့်လန့်စင်ဖျောက်တန်းနေမှဆိုရင်ပိုပြီးသေကြပါလိမ့်မယ်ဒီလိုကလေးမျိုးကိုသူလိုရပေးမယ်လို့ညာပြောရင်အရန်ပေါက်ပွဲပြီးလို့ပဲမှတ်လိုက်ပါ သူကလက်တွေ့ခံယူသူဖြစ်ပါတယ်ချက်ချင်းရမှဖြစ်ပါတယ်အခုဆိုအခုပဲဖြစ်ပါတယ်၄တောက်စစ်စစ်လက်ပိုင်ရှင်ကလေးကလက်တွေ့သမားလို့ပြောချင်ပါတယ်သူတို့ကိုစကားနဲ့အချိုတတ်ထားလို့မရပါဘူးဒီလိုကလေးမျိုးကကြီးလာရင်စီကံကြီးလာလိမ့်မယ် သူမှစဉ်းစားဆင်ခြင်တတ်တဲ့လက်မအားရှိတာမို့ပိုပြီးအားသာပါလေသူသာအလို့ရှင်ဖြစ်ခဲ့မယ်ဆိုရင်စကားပြောပြတ်သားမယ်နှုတ်မချို့လို့အပေါက်ဆိုရလို့အပြောခံရလိမ့်မယ်တာဝန်တွေအလို့တွေကိုလေးစားတက်လို့အထက်လူကြီးပိုင်းတွေမှာယာလူကြီးကြီးရတတ်ပါလေဒါကြောင့်တင့်မှဒီလိုကလေးမျိုးရှိခဲ့မယ်ဆိုရင်စနေတကြပြုစုပြိုးထောင်ပေးပါလို့အကြံပြုချင်ပါတယ်ပုံမှန်ပြထားတဲ့လက္ခဏာကတိုင်းစီသမားတော်တို့ရဲ့လက္ခဏာဖြစ်ပါတယ် ပြည်ပမှာနှစ်ပေါင်း20ကျော်နေထိုင်ပြီးလက်ရှိဈေးကူးထားတဲ့လုပ်ငန်းနဲ့အသက်မွေးလျက်ရှိနေပါတယ်။သူရဲ့လက်မှာပြည်ပလမ်းနိုင်ငံခြားလမ်းကိုတနင်္လာကျူးခုံမှာအထင်ရှားတွေ့ရပါမယ်။ငွေကြေးရှာဖွေတဲ့နေရာမှာစွမ်းနဲ့အပိုလိုကွင်းကိုလည်းအထင်ရှားမြင်ရပါတယ်။အ धिक ကဆရာတယောက်မှရှိတဲ့ပညာရှင်ဆော်လမွန်လက်ဆုပ်ကိုလည်းလက်ညိုတစ်ဖက်မှာအထင်ရှားတွေ့ရပါတယ်။ဒါကြောင့်အတတ်ပညာထူးကိုတက်မြောက်ပြီးခက်မှန်စိတ်စွမ်းအားကယောဂါကိုအတိအကျပြောပြနိုင်ပါတယ်။ ညာလန်းအပူတစ်ခုကလည်းသူ့ရဲ့လက်တစ်ဖက်မှာပါနေပါသေးတယ်။ညာလန်းမူရင်းနဲ့ဆိုညာလန်းနှစ်ခုဖြစ်ပါတယ်။ဒါကဘာသာစကားကို အထူးကျွမ်းကျင်စေတတ်ပါတယ်။ဘာသာစကားဆိုတာကပြည်ပမှာနေထိုင်ရင်အလွန်အရေးကြီးပါတယ်။သူ့ရဲ့နှလုံးလန်းကကြာဖူးကလူနာအပေါ်စေတနာမေတ္တာထားလို့လူအများကအားကိုးတာကိုခံစားရပါမယ်။သူ့ကိုကြည်ကျူးကြပါလိမ့်မယ်။အဓိကပြောပြချင်တာကတော့ပြည်ပလန်းပဲဖြစ်ပါတယ်။ပြည်ပလန်းကောင်းတစ်ခုပါယုံနေတော့မပြီးသေးပါဘူး။ငွေဝင်ဖို့လည်းလိုပါသေးတယ်။ တခြားငွေဝင်စေတဲ့လက္ခဏာအမှတ်သားတွေပါမှပဲနိုင်ငံရဲ့ခြားမှာအဆင်ပြေအောင်မြင်စေမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့စိုက်ပျိုးရေးသမားလက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ကိုကြည့်ပါဒုတဲ့ရှိနေပါတယ်။လက်အသားရေကတင်းပါတယ်။ဒါကြောင့်သူက အလုတ်အပင်ပန်းခံနိုင်တဲ့သူဖြစ်ပါတယ်။ပင်ပန်းနဲ့အလုတ်တွေနဲ့အကျိုးပေးတတ်သူဖြစ်ပါတယ်။စိန်ကြကြအလုတ်ကိုမလုရတတ်ပါဘူး။တခြား workshop လုပ်ငန်းစက်ပြင် လုပ်ငန်းတွေနဲ့လည်းအကျိုးပေးပါမယ်။ ူရဲ့လက်မှာပြည်ပအကျိုးပေးလမ်းကိုလည်းတွေးရတဲ့အတွက်နိုင်ငံရက်ချကိုသွားရောက်အလုပ်လုပ်ကြမယ်ဆိုရင်လည်းအဆင်ပြေစေနိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့အစာအိမ်ဦးလန်းအဆုတ်တို့ယောဂခံစားရတတ်ခြင်းလက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်မှာအသက်လန်းညံလန်းတို့ကပူးပြီးမှယုံနယ်ရွက်လို အချွန်နှစ်ခု ပုံစံမျိုးဖြစ်နေပါတယ်။ဒီလိုအမတ်သားကအစာအိမ်ဦးလန်းအဆုတ်တို့မှာယောဂခံစားရလိမ့်ရှိပါတယ်။ဒီလိုအမတ်သားပြလာမယ်ဆိုရင် အစာအိမ်ဦးလန်းတို့ကိုအယံဒုက္ခပေးပါတယ်။ ဒါပေမဲ့ယောဂပျောက်သွားရင်တော့အဲ့ဒီအမတ်သားကမရှိတတ်တော့ပဲပျောက်ကွယ်သွားတတ်ပါတယ်ဒီကနေ့လက္ခဏာပုသူတလေးကတော့ဒီလောက်ပါပဲအားလုံးရှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ